မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိန်းတိုက်ပွဲသတင်းကတော့စကန်းတိုင်းအင်းတော်မျိုးမရဲစခန်းနဘာလန်းစုံနဲ့နဘာရွာဖုန်ကြီးเจ้าမှာရှိတဲ့စစ်စခန်းများကို KI ပူပေါက်တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ရဲစခန်းအချုပ်ခန်းကအချုပ်သား16ဦးထက်မနည်းကိုကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဩဂတ်စ16ရက်နေ့ကစပြီးတော့အင်းတော်မျိုးကိုတော်လိုင်းတပ်ဖွဲ့များကဝေရောက်တိုက်ခိုက်ခဲ့ရာအင်းတော်မျိုးမရဲစခန်းအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်သားနဲ့ရဲများအလုံးအင်းတော်မျိုးအခြေစိုက်စစ်တပ်အတွင်းကိုပြောင်းရွှေ့သွားပြီးတော့ဩဂတ်စ24ရက်နေ့မနက်ပိုင်းမှာအင်းတော်မျိုးမရဲစခန်းအတွင်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက် က်ပြီးတော့နယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ကအထုပ်သားများကိုကဲထုတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲက16ရက်နေ့ကလေးကစတာစတဲ့နေ့ကလေးကပဲအင်းတော်ရဲစခန်းမှာရှိတဲ့ရဲနဲ့စစ်သားတွေကအင်းတော်စစ်တပ်ကုန်းကိုရွှေ့သွားတာအဲ့လိုရွှေ့သွားလို့24ရက်နေ့မနက်ပိုင်းမှာပဲ ော်လိုင်းတပ်ဖွဲ့တွေကနယ်မြေရှင်းလေးတွေလုပ်တာမှာစစ်သားနဲ့ရဲတွေကအချုပ်သားတွေကိုဒီတိုင်းပဲချုပ်ထားပြီးတော့စစ်တပ်ကောင်ကိုရွှေ့သွားတယ်ဆိုတာကိုမြင်ပြီးတော့ကဲထုတ်နိုင်ခဲ့တာအချုပ်သားကတော့16ယောက်လောက်ရှိမယ်နိုင်ငံရေးအကျဉ်းသားတွေပါလားမပါလားတော့မပြောတတ်သေးဘူးအင်းတော်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတော်တော်များများကိုတော့ကတားထောင်ကိုပို့လိုက်ပြီးနောက်မှဖမ်းမိတဲ့ဟာတွေတော့ရှိတယ်နောက်မှခရီးသွားတွေကိုဖမ်းထားတာတွေရှိတယ်အင်းတော့စစ်တပ်ဂိတ်မှာမတင်ငါလို့ဆိုပြီးတော့ဖမ်းမိတဲ့ခရီးသွားတွေကိုချုပ်ထားတာတွေရှိတယ်။အဲ့ဒီအချုပ်သားတွေက အဲ့ဒါတွေဖြစ်လောက်တယ်လို့မြေပြင်စီရေးသတင်းအရေးမြေကပြောဆိုထားပါဗျ။ဩဂတ်စ်လ16ရက်နေ့ကနဘာလမ်းစုံမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကို၎င်းဩဂတ်စ်လ18ရက်နေ့မှာနဘာချီရွာအတွင်းမှာရှိတဲ့ဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကို၎င်းတော်လိုက်တပ်ဖွဲ့များကအပိသက်သိမ့်ပိုက်ရရှိခဲ့ပြီးတော့အင်းတော်မျိုးအခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကိုလည်းလက်ရှိအချိန်ထိကိုထိုးစစ်ဆင်တိုက်ခတ်လျက်ရှိရာအကြမ်းဖက်စစ်တပ်ဘက်ကလည်းလေကြောင်းပစ်ကူတွေနဲ့ခုခံခဲ့တယ်လို့သိရပါဗျ။အင်းတော်စစ်တပ်ကောင်မှာတော့လက်ရှိအချိန်ထိတိုက်ပွဲတွေဖြစ်နေတော့မယ်ကျွန်တော်တို့အင်းတော်မှာတော့ လေချောင်းတွေကအဆက်မပြတ်တိုက်ခိုက်နေတာအင်းတော်မှမဟုတ်ဘူးထီးချက်ပင်လယ်ဘူးဘက်မှာလည်းလေချောင်းကနေတိုက်ခိုက်နေတယ်လို့သိရတယ်လို့မြေပြင်စီရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို KIA ABSDF နဲ့အမတ်တက်စစ်ဒေသလက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့မှာရှိတဲ့စစ်ကောင်စီရဲ့မောင်ရွှေလေးရေတပ်စခန်းကိုအရခတက်တော် AA ကဩဂတ်လ25ရက်နေ့မနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီရေတပ်က ဘုံမှုဖြုံးမောင်မောင်အပါဝင်ရေတပ်သားဆယ်နဲ့ချီပြီးတော့တင်ဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ရေတပ်ဟာအာရခတပ်တော်ရဲ့ထိုးစစ်ကိုခုခံနိုင်ဖို့အတွက်လက်နက်နဲ့ကြီးစံနေမလုံလောက်တာကြောင့်အကြဆုံးတွေများပြားနေတယ်လို့သိရပါတယ်။ဒါ့အပြင်တိုက်ပွဲအတွင်းမှာရိတ်ခါတင်သင်းမောတစည်းလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ဘုံမှုဖြုံးမောင်မောင်ကြတယ်သူ့မှာကလေးနှစ်ယောက်ကြံခဲ့တယ်မိသားစုဝင်တွေကိုအခုထိသူသေးတာကိုအတိမပေးသေးဘူးတပြူဆိုင်မှာရှိနေတဲ့ရေတပ်သင်းမောတွေလည်းအပြစ်ခံရတယ်လို့တပ်တွင်းသတင်းရေးမိကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့ရေတပ်ဟာဖွဲ့စည်းပုံပြက်စီးနေပြီးတော့တပ်တွင်းအမိန့်မန နာခံမှုတွေတပ်သားတွေထွက်ပြေးမှုတွေနေစဉ်ရှိနေပြီးတော့စစ်ကောင်းဆောင်တွေမသိရှိအောင်လို့တရင်အချက်လက်တွေကိုဖုံးကွယ်ထားတယ်လို့သိရပါဗျာ မြင်းပြန်စီမီးကုံစိတ်ကန်းကိုရေတက်တင်းမောလွတ်တယ်အပေါ်ကထိန်ဝင်းကစောက်တလဲတွေလုံနေတော့စီအိုကအမိန့်ကိုမနာခံတော့ဘဲနဲ့တင်းမောကိုစွန့်ခွာပြီးတော့ထွက်ပြေးတယ်ဖွဲ့စည်းပုံမရှိတလောက်ကိုပြတ်နေပြီလို့သူကဆက်ပြောပါတယ်စစ်ကောင်စီအာဏာသိမ်းယူပြီးတဲ့နောက်မှာတပ်မတော်ရေဟာရေတက်ချုပ်အဖြစ်နဲ့၄ဦးအထိကိုအပြောင်းလဲတွေရှိခဲ့ပြီးတော့ဒါဟာမြန်မာစစ်တပ်ရဲ့ပမိုင်းတလျှောက်မှာကာလာတူအတွင်ထိပ်ပိုင်းခေါင်းဆောင်တွေအများအပြားကိုပြောင်းလဲခန့်အပ်ထားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ARD တိုင်းမော်လမြိုင်ကျွန်းမြို့မှာရဲစခန်းကရဲတပ်သားတအူးဟာဩဂတ်လ15ရက်နေ့ကမိမိကိုယ်ကိုတနက်နဲ့ပြစ်ပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရဲစခန်းလိုင်းကမ်းမှာနေထိုင်တဲ့ရဲတပ်သားဇော်ကြီးဆိုသူဟာလစာမလုံလောက်မှုနဲ့ငွေကြေးပြဿနာများအပြင်တပ်ဖွဲ့ရင်းကဖိအားများကြောင်းမိသားစုနဲ့စကားများရာကနေအခုလိုအဆုံးစီရင်သွားကြောင်းရဲတပ်ဖွဲ့နဲ့နှိစက်တဲ့ဒူရီစီကသိရှိရပါတယ်။သူကိုင်နဲ့တနက်နဲ့ပဲမေးစီကိုထောက်ပြီးတော့ပြစ်သွားတာရဲလိုင်းကမ်းထဲမှာပဲ အောက်ခြေတက်သားတွေကလစာနှစ်သိန်းကျော်လေးနဲ့မလုံလောက်ဘူးလေအရာရှိနဲ့နေသိန်းတွေလောက်ပဲအနေအစားချောင်းတာအထက်ကဖီအားဒဏ်တွေကိုမခံနိုင်တာလဲပါမယ်လို့ရဲဝန်ထမ်းတို့ကပြောကြားထားပါတယ်ရဲတပ်သားဇော်ကြီးဟာရခိုင်ကရခိုင်ပြည်နယ်မှာတာဝန်ကျခဲ့ရာကနေမော်လမြိုင်ကျွန်းမြို့မှာရဲစခန်းကိုပြောင်းရွှေ့လာတာဟာနှစ်လကန့်သာကြာမြင့်သေးတယ်လို့သိရပါတယ်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီရဲတပ်သားတေဆုံးမှုကိုမိမိကိုယ်ကိုအဆုံးစီရင်သွားခြင်းအစားမတော်တဆတနက်ကြီးထွက်ကတေဆုံးခြင်းသာဖြစ်တယ်လို့အထက်ကိုလိမ့်လေတင်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလာပီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့တနင်္လာရီမျိုးနယ်မှာတရက်ထဲနဲ့စစ်ကောင်စီတပ်ရင်းတပ်စခန်းနဲ့စစ်စေးဂိတ်နေရာတွေကိုတော်လှန်ပူးပေါင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ24ရက်နေ့ကတွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အောက်ကင်းရွာအခြေဆိုင်စစ်ကောင်စီရဲ့ချင်းမြန်တပ်ရင်းခမရ99ခေါ်မိုက်ခရိုဝေ့ဗ်တာဝါတိုင်းစခန်းနဲ့ တနင်္လာရီတရားစစ်ဆေးရေးဂိတ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပူပေါင်းပါဝင်ခဲ့တဲ့တပ်ဖွဲ့တွေက ပြောပါရယ်မနက်၈နာရီခွဲဝင်းကျင်မှာခမရ99ခွန်တပ်ရင်းကိုတနင်္လာရီဘက်ကဖဘိတ်ခရံပြည်သူ့ကာကွယ်ပူပေါင်းစစ်ကြောင်းတင့်နဲ့နှစ်တို့ကတွားရောက်ပစ်ခတ်ခဲ့ပြီးတော့15မိနစ်ဝင်းကျင်ကြောင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့စစ်ကြောင်းတည့်ရဲ့စစ်ကြောင်းမှုကပြောဆိုထားပါရယ်တစ်ဆက်တည်းမှာပဲတနင်္လာရီမြို့ပေါ်ဗိုလ်ချုပ်ကြီးရုပ်အနီးက microwave တာဝါတိုင်းတောင်ပေါ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းကိုလည်းတွဲရောက်ပစ်ခတ်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။အဲ့ဒီနောက်မှာတော့ညနေ3:00နာရီဝင်းကျင်မှာတနင်္လာရီဒရာစစ်စေးဂိတ်ကို40မမလက်နက်တွေနဲ့ထမှန်တွဲရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။ကျွန်တော်တို့အဖွဲ့တွေပေါင်းပြီးတော့တေချာစီစဉ်ပြီးတော့တွဲတိုက်ဖြစ်တာပါ။ သူတို့ဘက်ကထိခိုက်ကြဆုံးရှိတာကိုခိုင်လုံတဲ့သတင်းရင်းမြစ်ကနေအတည်ပြုထားပါတယ်လို့စစ်ကြောင်းတည့်ရဲ့စစ်ကြောင်းမှုကပြောကြားထားပါတယ်ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ခမရ99ခေါ်တက်ကတက်ချက်ကြီးတအုပ်သိမ်းဆုံးပြီးဗိုလ်ကြီးတအုပ်ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင်တနင်္လာရီတရာကြီးစစ်စေးရိတ်ဂိတ်ကစစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့တာကိုအတည်ပြုနိုင်တယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီတပ်စခန်းနေရာတွေတိုက်ခိုက်ခဲ့ရပြီးတဲ့နောက်ခမရ99ခေါ်တက်ရင်းနဲ့တရာစစ်စေးဂိတ်တွေကလက်နက်ကြီးတွေနဲ့တနေကုန်ပြစ်ခတ်ခဲ့တယ်လို့တနင်္လာရီမြို့ကန်တွေကပြောဆိုခဲ့ပါတယ် ြစ်ခတ်မှုဖြစ်တော့ကတနက်တန်နေဇက်တိုက်ကြားရတော့အိမ်ထဲကအိမ်ပြန်မထွက်ရဲဘူးပြစ်ခတ်တန်နေဆဲသွားတော့လေစစ်တပ်ကတနေကုန်လက်နက်ကြီးနဲ့ထုနေတာလို့တနင်္လာရီမြို့ကအမျိုးသားတို့ကပြောဆိုထားပါတယ်ဒါအပြင်24ရက်နေ့ညနေပိုင်းကစပြီးတော့တနင်္လာရီတရားဂိတ်မှာစစ်ဆေးရေးတွေပုံမတင်းကျပ်ထားသလိုပြည်သူတွေကိုတနက်နဲ့ချင်းချောက်ဆဲဆိုတာမျိုးတွေလည်းလုံဆောင်ခဲ့တယ်လို့တနင်္လာရီမြို့ပေါ်ကဒေသခံတွေကပြောပါတယ်တနင်္လာရီတရားထိတ်ကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ဟာဖြတ်သွားဖြတ်လာဒေသခံတွေကိုမကြာခဏပြစ်ခတ်အန္တရာယ်ပေးတတ်တဲ့ဂိတ်ဖြစ်တယ်လို့ဒေသခံတွေကပြောဆိုခဲ့ပါတယ်ပြီးခဲ့တဲ့ဩဂတ်လ12ရ ရနေကလည်းအဲ့ဒီစစ်ကောင်စီဂိတ်ကတနက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်ကုံကားမောင်းတဲ့သူတို့တေဆုံးခဲ့တယ်လို့ဒေသခံတွေကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်မုံလှရွာကိုအကြမ်းဖက်စစ်တပ်ကဩဂတ်လ25ရက်နေ့ညပိုင်းမှာလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ်ဩဂတ်လ25ရက်နေ့ည9:53မိနစ်ခန့်နဲ့58မိနစ်ခန့်တို့မှာကရအူးကနေတက်လာတဲ့ YAK 130 Jet Fighter ဒဇီးကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခင်ဦးမျိုးနဲ့အနောက်မြောက်ဘက်ချမ်းမှာရှိတဲ့မုံလှကြီးရွာကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိခိုက်မှုအခြေအနေတော့မသိရသေးပါဘူး။စစ်ကြောင်းထိုးနေတာမရှိသလိုဘာတိုက်ပွဲမှလည်းဖြစ်မထားဘူး။မုံလှရွာကကက်သလစ်ကာဒီနယ်ချားဘူရဲ့ကြီးရွာပါ ခရိယန်ဘာသာဝင်တွေနေထိုင်တဲ့ကျေးရွာပါပဲပြည်သူတွေရွာထဲမှာရှိနေတယ်လက်ရှိထိခိုက်မှုရှိမရှိဆက်လက်ပြီးတော့စုံစမ်းနေသေးပါဖုန်းတွေကဘလို့မှဆက်သွယ်လို့မရဘူးလို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စော်အမိသားကပြောဆိုထားပါတယ်အလားတူပဲရှမ်းပြည်နယ်တိန်နီမြို့နယ်တန်လွင်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရကြောင်း MNDA ကပြောဆိုထားပါတယ် ဩဂတ်လ24ရက်နေ့ညနေ3:40မိနစ်ခန့်မှာအချမ်းမတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လျင်ဟော်ဒေသမှာရှိတဲ့တန်လွင်ရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။အကြမ်းဖက်စစ်တပ်ကလေးချောင်းကနေပြီးတော့တိုက်လေရင်နဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ခြေရွာအတွင်းမှာရှိတဲ့နေအိမ်၃လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗျ။နေအိမ်များထိမှန်ပျက်စီးခဲ့တော့လဲပြည်သူများထိခိုက်ဒေဆုံးမှုမရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတိဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းပသိမ့်ခရိုင်တာပေါင်းမြို့နယ်မှာနန်းစီဒီယံဝန်ထမ်းဖြစ်တဲ့ကျောင်းဆရာတအုပ်ကိုပြည်သူ့စစ်မှုထမ်းရအတွက်ဆိုပြီးတော့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုဥလမြေနေအိမ်မှာမဲနိုင်ခိုင်းခဲ့တယ်ဆိုတဲ့သတင်းကိုတိဆက်ပေးရမယ်ပြည်သူ့စစ်မှုထမ်းရအတွက်မဲနိုင်ခဲ့ရတဲ့စစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်ထမ်းကျောင်းဆရာတအုပ်ဟာအသက်40ကျော်ဖြစ်ပြီးတော့မူလာတန်းပြဆရာဖြစ်တယ်လို့ဒေသခံများကပြောဆိုထားပါတယ် အခုကအသက်ကြီးကြီးငယ်ငယ်အကုန်လုံးစစ်မှုထမ်းခိုင်းနေတာအရင်ကအသက်18ကနေ35နဲ့အတွဲမဲ့အခုကပိုဆိုးလာပြီခေါ်တာတွေကလူရည်အတွက်လည်းများလာပြီနောက်ပြီးဝန်ထမ်းတွေပါမဲနိုင်ခိုင်းနေတာအသက်အကန့်အသတ်မပါဘူးအကုန်မဲနိုင်ရမယ်လို့အုပ်ကြီးကပြောနေတာအကုန်လုံးလဲစိတ်ညစ်နေကြတယ်လို့ တာပေါင်းမြို့နယ်ကဒေသခံတို့ကပြောပြထားပါဗျာတာပေါင်းမြို့နယ်အနန်းကုန်းကျေးရွာမှာဩဂတ်စ22ရက်နေ့ကအသက်ပြည့်ပြီးသားလူငယ်32ယောက်ကိုစစ်မှုထမ်းမဲနိုင်ခိုင်းခဲ့ပြီးတော့အဲ့ဒီထဲမှာအသက်40ကျော်ရှိတဲ့နန်းစီဒီယန်ဝန်ထမ်းကျောင်းစီယာပါပါဝင်ကမဲနိုင်ခဲ့ရပြီးတော့ကျောင်းစီယာကတော့စစ်မှုထမ်းရဲ့မဲပေါက်သွားခဲ့တယ်လို့ဒေသခံတွေကပြောပါဗျာ24ရက်နေ့ကလည်းတင်းကုတ်ကြီးကျေးရွာဖုန်ကြီးကျောင်းကိုအုပ်ချုပ်ရေးမှုအစည်းအဝေးခေါ်လို့တက်ရတယ်တိုင်တယောက်ယောက်ျားတွေပဲတက်ရပါတယ် စစ်မှုထမ်းဖို့လိုအပ်ရင်ဝင်ရပါမယ်ဆိုပြီးတော့လက်မှတ်ထိုးခိုင်းတယ်လို့တင်းကုတ်ကြီးကြေးရွာကဒေသခံတို့ကပြောပြထားပါတယ်ပြီးခဲ့တဲ့ဇူလိုင်လကအနန်းကုန်းကြေးရွာအပါဝင်ကွင်းပေါက်ကြေးရွာတင်းကုတ်ကြီးကြေးရွာကြာကန်ကြေးရွာစတဲ့ကြေးရွာများမှာစစ်မှုထမ်းများအတွက်ဆိုပြီးတော့စစ်ကောင်စီခန့်ရက်ကြေးအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကတအင်းကုန်ငွေကြက်၃000တောင်းယူခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ဒါအပြင်တာပေါင်းမြို့နယ်မှာစစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်ထမ်းများကိုပါစတင်က ပြည်သူစစ်မှုထမ်းရန်မဲနိုင်ခိုင်းလာတဲ့အပြင်အသက်50ကျော်များကိုပါစစ်မှုထမ်းမဲနိုင်ရန်ပြင်ဆင်နေခြင်းကြောင့်ဒေသခံများကစိုးရိမ်နေကြရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ